ာဂတရဲ့လူဝတ်စံချက်မှုတွေမှာကျမတို့ရဲ့အိမ်ကြီးချင်းအနေအောင်ဂျိုမားစာအမြဲတမ်းလူသားတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆနေခဲ့တယ်။ဒီနေ့ကျမတို့ဒီဂျိုရဲ့အန်ဟုတ်ဖက်ရာတွေကိုအထူးထူးစူးစမ်းကြည့်ကြရအောင်နော်။အင်္ဂါဂျိုလို့လည်းလူတိများတဲ့မားစာနေဖွဲ့စည်းတဲ့မှာနေကနေစတုဒ္ဒမြောက်နီးကပ်ဆုံးဂျိုဖြစ်ပါတယ်။သူ့ရဲ့အနေအောင်အသွင်ပြင်ကဂျိုရဲ့မျက်နှာပြင်မှာတန်ကြီးတက်နေတဲ့တန်တဲ့ကြောက်ပါ။မားစရဲ့အချင်းဟာကဘာရဲ့ထောက်ဝက်လောက်ပဲရှိပြီးအလေးချိန်ကတော့ကဘာရဲ့စိတ်ဝင်တမောလောက်ပဲရှိပါတယ်။ဒါပေမဲ့ဒီဂျိုမှာကျမတို့ရဲ့အိမ်ကြီးချင်းဖြစ်စိတ်ဝင်စားစရာအကြောင်းမျိုးမျိုး ိုးပြည့်နှက်နေပါတယ်။မားဆယ်လေတူဟာကဘာနဲ့နှိုင်းရှင်အလွန်ပါလွှာပါတယ်။လေတူဟာကာဗွန်ဒိုင်အောက်ဆိုက်95ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားပြီးအောက်ဆီဂျင်ကတော့33ရာခိုင်နှုန်းပဲပါဝင်ပါတယ်။ဒါကြောင့်လူသားတွေအတွက်အသက်ရှူဖို့မဖြစ်နိုင်ပါဘူး။မားဆယ်ရာသီဥတုဟာလည်းအလွန်ပြင်းထန်ပါတယ်။အဖူချိန်ဟာနေဘက်မှာ20ဒီဂရီဆဲလ်ဆီယက်အထိရောက်နိုင်ပေမဲ့ညဘက်မှာတော့အနှုတ်140ဒီဂရီဆဲလ်ဆီယက်အထိကျဆင်းသွားနိုင်ပါတယ်။ဒါအပြင်မားဆမှာဖုံမုံမုံတိုင်းတွေလည်းဖြစ်ပေါ်တတ်ပြီးတစ်ခါတလေကြိုတစ်ခုလုံးကိုဖုံလန်းသွားတတ်ပါတယ်။ အာဂတရှင်တွေနဲ့ရိုဗာရီရဲ့စူးစမ်းလေ့လာမှုတွေကြောင့်မားစ်မျက်နှာပြင်ဟာကျမတို့အတွက်လိုအပ်ချက်မရှိတော့ပါဘူး။မားစ်ပါနီဖွဲ့စည်းတဲ့ကအကြီးဆုံးမီးတောင်ဖြစ်တဲ့ Olympus Mons ရှိပါတယ်။ဒီမီးတောင်ဟာအမြင့်25ကီလိုမီတာလောက်ရှိပြီးကမ္ဘာပေါ်က Erect တောင်ထိပ်ထက်၃ဆလောက်မြင့်ပါတယ်။ဒါအပြင် Valles Marina လို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးခြံဝန်းကြီးလည်းမားစ်မှာပဲရှိပါတယ်။ဒီခြံဝန်းဟာအရှေ4000ကီလိုမီတာလောက်ရှိပြီး American ပြည်တော်စုတစ်ခုလုံးနောက်နဲ့အရွယ်အစားတူလောက်ပါတယ်။အရင်ကမားစ်မှာရရှိခဲ့ဘူးတဲ့ဆိုတဲ့သက်သေတွေသိပ္ပံပညာရှင်တွေကတွေ့ရှိထားပါတယ်။ ဂျိုရဲ့မျက်နှာပြင်ပေါ်မှာခြောက်တွေ့ထားတဲ့မြေကျန်းပြင်တွေရေခမ်းတွေနဲ့အချင်းကျန်တွေနဲ့ရေခဲတွေတွေ့ရှိထားပါတယ်။အခုဆိုရင်မားဆက်ဝင်ရုံစွန့်ဒေသတွေမှာရေခဲတွေရှိနေသေးပါဒီလိုရရှိခဲ့ပူးတဲ့အထောက်အထားတွေကတချိန်ကမားစ်မှာတရှိတွေရှင်သန်နိုင်ခဲ့မလားဆိုတဲ့မေးခွန်းကိုပေါ်ပေါက်စေခဲ့ပါတယ်။ NASA ရဲ့ Preserve Rover လို Susan Lee Susan Lee လာရေးရှင်တွေဟာအခုချိန်ထိမားစ်မှာတရှိတွေရဲ့အရေးယောင်တွေကိုရှာဖွေနေသေးပါ။မားစ်ဟာလူသားတွေရဲ့အာကာသစူးစမ်းမှုမှာအဓိကပြတ်မှတ်တစ်ခုဖြစ်ပါတယ်။1960ပြည့်လွန်နှစ်တွေကတည်းကမားစ်ကိုအာက ာသရင်တွင်ဆွေးလွတ်ခဲ့ကြပြီးအခုဆိုရင် NASA ESA တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေကအောင်မြင်စွာ mask ကိုစူးစမ်းနေပါတယ်။အနာဂတ်မှာတော့လူသားတွေ mask ပေါ်ကိုခြေချနိုင်ဖို့ရည်မှန်းထားကြပါတယ်။ SpaceX လိုကုမ္ပဏီတွေက2030ပြည့်နှစ်တွေမှာ mask ပေါ်မှာလူသားကိုလိုနီတည်ထောင်ဖို့အစီအစဉ်တွေချမှတ်နေပါတယ်။ဒါပေမဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့လေထုပြဿနာယောဂကာကွယ်ရေးနဲ့စားတောက်ထောက်ပံ့ရေးလိုစိန်ခေါ်မှုတွေကိုအများကြီးကြိုဖျက်ရအောင်ပါပါ။နေအောင်ချူ mask လူသားတွေရဲ့စူးစမ်းလိုစိတ်ကိုနှုတ်ဆက်ပေးနေတဲ့အန်အောဘေယာကဘာတစ်ခုပါ။သူရ ်လိုအပ်ချက်တွေကိုဆက်လက်ဖော်ထုတ်ရင်းတနေ့ဒီကျိုးပေါ်မှာလူသားတွေနေထိုင်နိုင်မဲ့အနာဂတ်ကိုကျမတို့မျှော်လင့်နိုင်ပါတယ်။အကာတရဲ့နည်းနည်းတဲ့လိုအပ်ချက်တွေကိုအတူတူဆက်လက်စုစမ်းကြရအောင်။